အလုံးမမင်္ဂလာပါရှင်။နှုတ်မြ around the world ကနေကြိုဆိုပါရစေ။ American သွားဖို့ကင်ဆယ်ရတဲ့ TV lottery တက်တိုင်းကနိကက်လိုနေနေပြီပေါ့နော်။ဘယ်လိုလဲရှောက်တော့ရှောက်ပြီးသွားရည်သား။ဒီနေ့အတွက်တက်တိုင်းကဒီအော်တိုဘားသား9ရက်နေ့ကနေဒိုဘားလာရှိရဆိုတော့အကြခင်မှာတက်တိုင်းခမောမှာပဲဖြစ်ပါရစေ။ ဒီ video tree နဲ့ပတ်သက်ပြီးတော့လူမြတ် video နှစ်ခုတင်ပေးပူရယ်ပေါ့နော်ပထမတစ်ခုကကြတော့ DV နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရယ်နောက် DV form ဖြည့်တဲ့အခါမှာဘယ်အချက်လက်တွေလိုလဲဆိုရယ်အသေးစိတ်အချက်လက်လေးပေါ့နော်အဲ့ဒါလေးကို video တစ်ခုတင်ပေးပူရယ်နောက်တစ်ခုကကြတော့ DV form ကိုဖုန်းကနေပြီးတော့အလွယ်တကူရှောက်လို့ရတဲ့နည်းပေါ့နော်တင်လို့ရတဲ့နည်းကိုနမူနာတင်ပေးပူပါရယ် ဒီဗီဒီယိုလေးကိုစိတ်ဝင်စားတဲ့အတွက်လဲဝမ်းသာမိရယ်အဲ့ဒါမှလည်း comment တွေကလည်းအများကြီးပဲလာလာမေးတာတွေ့ရပေါ့နော်အဲ့ဒီကမှအမေးများတဲ့မိန်းကွန်းတွေကိုတခြားသူတွေလည်းဘဟုတုတရအောင်ဒီဗီဒီယိုလေးနဲ့ဖြည့်ပေးလိုက်ပါရစေ အရင်ဆုံး DV ဆိုတာဘာလဲပေါ့နော် DV ဆိုတာကအမေရိကန်အစိုးရနေပြီးတော့တခြားနိုင်ငံသားတွေကိုသူတို့နိုင်ငံမှာချွေပြောင်းပြီးတော့နေထိုင်ခွင့်အလုပ်လုပ်ခွင့်ရအောင်ကန်ဆယ်မဲဖောက်ပေးတာပါသူကကိုဖြစ်တဲ့ ဖောင်ရဲ့အချက်လက်တွေပေါ်မူတည်ပြီးရွေးချယ်တာမဟုတ်ပဲနဲ့ကိုယ့်ရဲ့ကံပေါ်မူတည်ပြီးရွေးချယ်တာပဲဖြစ်ပါတယ်။ဗတ်တနစ်ကိုလူအယောက်ပေါင်း9500လောက်ကိုမဲဖောက်ပြီးနေရှိပါတယ်။မြန်မာနိုင်ငံကတော့အယောက်400ကျော်900နီးပါးလောက်ပေါက်နေရှိပါတယ်။ မြန်မာနိုင်ငံကရှောက်လို့ရလားပေါ့နော်မြန်မာနိုင်ငံကရှောက်လို့ရပါတယ်သူရှောက်လို့ရတဲ့နိုင်ငံတွေကန့်သက်ထားတဲ့နိုင်ငံတွေစီးရင်းထဲမှာမြန်မာပါတယ်အဲ့ဒီထက်မှာကိုကရွေးချယ်တဲ့ခါမှာမြန်မာကိုသူကဘာမားဆိုပြီးတော့စီးရင်းသွင်းထားပေါ့နော်ကိုကဘာမားဆိုတဲ့နာမည်ကိုရွေးချယ်ပြရမှာပဲဖြစ်ပါတယ် TV ပေါ်ရင်ဘာကြီးကောင်းလဲပေါ့နော် ဒီကိပါလို့ရှိရင် green card ရတာပေါ့နော် green card ဆိုတာကတော့ United States permanent resident card လို့ခေါ်ရပေါ့နော် green card ရှိလို့ရှိရင် US ဆေးရ bay state မှာမဆိုနေထိုင်အလုပ်လုပ်နိုင်ရင်းရှိရယ်၃နှစ်ကနေ၅နှစ်အကြာ ်ဆိုလို့ရှိရင်နိုင်ငံသားခရင်ခွင့်ရှောက်လို့ရတယ်ပေါ့နော်အဲ့ green card ပေါက်ပြီးလို့ရှိရင် American မှာအမြဲနေနေပြီးတော့အလုပ်လုပ်ကြနေလည်းရတယ်ဒါမှမဟုတ်ရင် American မှာနေလိုက်မြန်မာနိုင်ငံမှာနေလိုက်တိတိစီပေါ့နော်အဲတွားလာပြီးတော့နေထိုင်လို့လည်းရပါတယ် TV ရှောက်ရင်ပတ်စံဘလောက်ကုန်လဲပေါ့နော် TV ရှောက်ပတ်စံတပြားတစ်ချက်မှမကုန်ပါဘူးသူက free to register ပေါ့နော်ရှောက်ရတာလည်းအရင်လွယ်တယ်ဖုန်းနေ internet တွေရှိလို့ရှိရင်ကွန်ပျူတာတွေရှိလို့ရှိရင်အလွယ်တကူရှောက်လို့ရတယ်ပေါ့နော်အမှတချို့ကကြတော့ကို form ဖြည့်တာ မှားမှာကြောက်တယ်။နောက်အင်္ဂလိပ်စာသိပြောမကျွမ်းကျင်ဘောနော်။အင်္ဂလိပ်လိုဖြစ်ရမယ့်အခါမှာသိပြောမကျွမ်းကျင်ဖောင်ဒီပါရေးဖြည့်လင်းမရှိဘူးဆိုရင်တော့အဒီဗီရှော့ပေးရဲ့ဝန်ဆောင်မှုပေးရဲ့နေရာရောရှိရပေါ့နော်အဲ့ခါကျရင်တော့သူတို့တက်မှတ်ထားတဲ့အခကြီးငွေဝန်ဆောင်ကတော့ပေးရမယ်ပေါ့နော် ။ဒါပေမဲ့ TV ကိုကိုယ့်အကူရှောက်လို့ရှိရင်တော့ဒီ website တွေကနေရှောက်ရင်တော့ကိုယ့်အကူရှောက်တာကောင်းတယ်ပေါ့နော်။အဲ website တွေမှာလည်းတချို့ website တွေရှိတယ်။အဲ10ဒေါ်လာပေးရမယ်သူတို့ရှောက်ပေးရမယ်ဆိုဘာမှမထူဘူးပေါ့နော်။အင်္ဂလိပ်လိုဖြစ်ရခြင်းအတူတူဘာမှမထူဘူးဖြစ်တဲ့အတွက် website ကနေရှောက်မယ်ဆိုရင်တော့ကိုယ့်အကူရှောက်ရတာကိုအဆင်ပြေပေါ့နော်။ဒါမှမဟုတ်မြန်မာနိုင်ငံမှာတချို့ TV ရှောက်ပေးရဝန်ဆောင်မှုပေးရနေရာတွေမှာနေပြီးတော့ရှောက်ခိုင်းရင်လည်းရပါတယ်။ကောင်းတဲ့ရှောက်လို့ရလားပေါ့နော်။ ဖုန်းနဲ့ရှောက်လို့ရပါတယ်။အင်တာနက်ရှိလို့ရှိရင်ဖုန်းနဲ့ပဲဖြစ်ဖြစ်ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ်ရှောက်လို့ရပါတယ်။ဒါပေမဲ့ဖုန်းထဲမှာကွန်ပျူတာထဲမှာကိုယ့်ရဲ့တက်ပုံတွေကိုယ့်ရဲ့အချက်လက်တွေအစင်းသစ်ဖြစ်ထားဖို့တော့လိုပါတယ်။ဖုန်းနဲ့ရှောက်ထားတဲ့နမူနာဗီဒီယိုလေးကိုလည်းနူရဲ့ရဲ့ YouTube channel မှာတင်ပြထားပါဗျ။ဖုန်းနဲ့နမူနာရှောက်ပြထားတဲ့ဗီဒီယိုသစ်လေးကိုဒီဗီဒီယိုရဲ့ comment မှာပြထားပေးပါဗျ။ဝင်ကြည့်လို့ရပါဗျ။ TV ကို7နှစ်ဖြည့်ပြီးတော့စာတက်ကံနေပို့လို့ရလာပေါ့နော်။အကျိုးအကြောင် TV ကို phone ကို print ထုတ်လိုက်ပြီးတော့လေးနဲ့ဖြည့်ပြီးတော့စာတက်ကံနေပို့မယ်ပေါ့နော်။အဲ့လိုရလာဆိုပြီးတာမေးကြတယ်ပေါ့နော်။အဲ့လိုတော့မရပါဘူး။ဒီ TV က online ကနေပြီးတော့တခါလေးဖြည့်ပြီးတော့ရှောင်ရတာပါ။နောက်တစ်ခုကကြတော့ TV ကအသက်ကန့်တန့်ချက်ရှိတာပေါ့နော်။ TV မှာအသက်ကန့်တန့်ချက်မရှိပါဘူး။ဘယ်သူမှဆိုရှောက်လို့ရပါတယ်။ passport ရှိဖို့လိုလားပေါ့နော် passport ရှိဖို့ကအခုလောဆယ် TV ရှောက်တဲ့ခါမှာတော့ passport ရှိဖို့မလိုအပ်ပါဘူးဒါပေမဲ့ TV ပေါက်သွားပြီးတဲ့အခါကျရင် American သွားဖို့ကို visa ဝင်ရတဲ့ခါမှာကျရင်တော့ passport ရှိဖို့လိုအပ်ပါတယ်ဒါပေမဲ့အဲ့ဒါကနောက်နှစ်မှလိုမှာဖြစ်တဲ့အတွက်အခုလောဆယ် passport မရှိရင်လည်းအဲ့လိုရှောက်လို့ရပါတယ် ကမြန်မာနိုင်ငံမှာမဟုတ်ပဲねတခြားနိုင်ငံရောက်နေရောတင်လို့ရလာပေါ့နော်ရပါတယ်ကိုကကိုမွေးရဲ့နိုင်ငံကမြန်မာနိုင်ငံဖြစ်နေလို့ရှိရင်ရှောက်လို့ရပါတယ်ဒါပေမဲ့ကိုလက်ရှိနေထိုင်တဲ့ဒိဆာကိုတော့အခုလက်ရှိနေထိုင်တဲ့ဒိဆာအတိုင်းဖြေပြရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ ကိုကတခြားနိုင်ငံသားဖြစ်နေရော TV တင်လို့ရတာပေါ့နော်ကိုကတခြားနိုင်ငံသားဖြစ်နေလဲ TV တင်လို့ရပါတယ်ကိုရဲ့မွေးဖွားတဲ့နိုင်ငံကမြန်မာနိုင်ငံဖြစ်နေကိုတင်လို့ရပါတယ်ဒီလိုဆိုကိုရဲ့မွေးဖွားတဲ့နိုင်ငံကမြန်မာနိုင်ငံမဟုတ်ဘဲနဲ့တခြားနိုင်ငံမှာသွားပြီးမွေးဖွားခဲ့ဝင်စင်းရှိနေခဲ့တယ်ဆိုရင်လေအဲ့ဒီနိုင်ငံကသူတို့ TV ရှက်လို့ရတဲ့နိုင်ငံစီးနဲ့ပါမပါဘူးသူတို့ရဲ့ဝက်ဆိုက်ထဲမှာဝင်ပြီးတော့စစ်ဆေးကြည့်လို့ရပါတယ် ။နောက်ထပ်မိန့်ခွန်းတစ်ခုကကြတော့ TV ရှောက်ရင်ဘလောက်ကြာလဲပေါ့နော်။ TV ရှောက်ရင်ဘလောက်မှမကြာပါဘူး။ကို့မှာဓာတ်ပုံတွေနောက်ကို့ရဲ့အချက်လက်တွေအစင်းသစ်ဖြစ်နေလို့ရှိရင် TV ရှောက်ဖို့ကမိနစ်ပိုင်းပဲကြာရပေါ့နော်။3မိနစ်ကနေ5မိနစ်လောက်ပဲကြာပါရယ်။နောက်တစ်မိကွန်းတစ်ခုကတော့ဆယ်လင်းအောင်မှရှောက်လို့ရလားပေါ့နော်အဲ့ဒီမိကွန်းကတော့ခဏခဏမင်းနေကြတာပေါ့နော်ဒီဗီရှောက်တဲ့အခါမှာဆယ်လင်း အောင်လဲလက်မှတ်ကိုပြဆရာမလို့သေးဘူးပေါ့နော်စေတန်းအောင်လဲရှောက်လို့ရသေးရဲ့ဒါပေမဲ့ပြဿနာကကြတော့ TV ရှောက်ပြီးတဲ့အခါမှာအင်တာဗျူးဝင်ရတယ်ပေါ့နော်အမေရိကန်တန်ယုံမှာဗီဇာရဖို့အင်တာဗျူးဝင်ရတဲ့အခါမှာသူကစေတန်းအောင်စင်းလက်မှတ်ကိုပြရတယ်ပေါ့နော်အဲ့တော့စေတန်းအောင်လက်မှတ် အဲ့ခါမှာမပြနိုင်ဘူးဆိုလို့ရှိရင်ဗီဇာပယ်ချခံရနိုင်တယ်ပေါ့နော်ဒါမဲ့လည်းတချို့စရဲမအောင်မိမဲ့လေသူ့ရဲ့အလုတ်ကအသက်မွေးဝမ်းကြောင်းအလုတ်ဖြစ်ပြီးတော့အဲ့ဒီမှာလည်းလုတ်တက်ကနှစ်နှစ်နဲ့အထက်ရှိရဲဆိုတော့ထောက်ကန်စာပြနိုင်လို့ရှိရင်တော့ရနိုင်တယ်ပေါ့နော်ဒါမဲ့လည်းအဲ့အလုတ်ကန့်တက်ချက်တွေကသူတို့ရဲ့ကန့်တက်ထားတဲ့အလုတ်အကင်တွေရှိရဲပေါ့နော်အဲ့တော့စရဲမအောင်မိမဲ့အလုတ်အကင်ကျွမ်းကျင်လို့ရှိရင်တချို့အလုတ်အကင်တွေကိုသူတို့လက်ခံပါတယ် နောက်တစ်ခုကကြတော့အင်္ဂလိပ်စာမကျွမ်းကျင်လို့ရလားပေါ့နော်။အင်္ဂလိပ်စာမကျွမ်းကျင်လို့မရဘူးလားဆိုတော့ရပါတယ်။ဒီဒီပောက်သွားလို့ရှိရင်အမေရိကန်တန်ရုံးမှာဗီဇာဝင်ရတာမျိုးရှိရပေါ့နော်။အဲ့ခါကျရင်အင်္ဂလိပ်ကိုဖြေရပေါ့နော်။တကယ်လို့ကိုကအင်္ဂလိပ်ကိုမဖြေနိုင်ရင်လည်းသူတို့စီမှာ translator ရှိရပေါ့နော်။ဒါပေမဲ့အင်္ဂလိပ်စာကျွမ်းကျင်နေရင်တော့ဗီဇာရဖို့ပို့ပြီးတော့ chance များရပေါ့နော်။နောက်ပြီးတော့ကိုကဟိုနိုင်ငံမှာအလုပ်တော်လုပ်တဲ့အခါမှာကြာရင်လည်းအင်္ဂလိပ်လိုမျိုးလည်းပြောဆိုဆက်ဆံနေရတဲ့အတွက်ဒီကြားထဲမှာအင်္ဂလိပ်ရေးချင်တာရင်တော့ ို့ပြီးတော့ကောင်းပါတယ်။နောက်တစ်ခါကျဘာတွေလိုအပ်လဲပေါ့နော်။ဒီဗီရှောက်ဖို့ဘာတွေလိုအပ်လဲဆိုလို့ရှိရင်ကုမ္ပဏီဖွားတဲ့နိုင်ငံကမြန်မာနိုင်ငံဖြစ်ရမယ်။နောက်ခုနပြောသလိုဆယ်ရန်အောင်ဖို့လိုအပ်တယ်ဒါမှမဟုတ်ရင်လည်းအသက်မွေးဝမ်းကြောင်းလို့တစ်ခုခုမှာနှစ်နှစ်တို့တက်ရှိရဲဆိုရဲထောက်ခံစားရှိဖို့လိုအပ်တယ်။နောက်တစ်ခါကျတပ်ပုံလိုအပ်တယ်ပေါ့နော်။ ဲ့တော့ဓာတ်ပုံကိုစိုင်မှာဓာတ်ပုံတွားရိုက်လို့ရလားပေါ့နော်ရပါတယ်စိုင်မှာရိုက်တော့လဲပိုကောင်းတာပေါ့နော်ဟိုကိုက TV တင်ဖို့အတွက်ဆိုပြီးတော့ပြောပြီးတော့ရိုက်လို့ရှိရင်တို့တခါတည်းအချိုးချပြီးတော့ရိုက်ပေးရပေါ့နော်ကိုကကိုရိုက်လို့ရလားပေါ့နော် ကလည်းတက်ပုံရိုက်လို့ရပါတယ်ဒါပေမဲ့တက်ပုံလိုအပ်ချက်တွေကိုတော့တခြားခရုပြရမယ်ပေါ့နော်ဘာလို့လိုအပ်လဲဆိုတော့သူကရောင်စုံတက်ပုံဖြစ်ဖို့လိုအပ်တယ်နောက်တက်ပုံကကြည်လင်ပြတ်သားရမယ်နောက်ခံကအဖြူရောင်ဖြစ်ရမယ်လွန်ခဲ့တဲ့6လအတွင်းရထားတဲ့ပုံဖြစ်ရမယ်ကင်မရာကိုတည်တည်ကြည့်ရမယ်နောက်အုတ်ထုတ်တို့မျက်မှန်တို့မဆောင်ရအောင်မတက်ရအောင်ပေါ့နော်ပြီးတော့ပြီးတော့သူ့ရဲ့တက်ပုံဆိုင်ကကြတော့နှစ်လက်မပတ်လေဖြစ်ရမယ်ပစ္စည်းကကြတော့600 600ဒါမှမဟုတ်ရင်1200 1200အိတ်ကြားထဲမှာရှိဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အိမ်နောင်ကွဲတွေအနေနဲ့တဲ့အိမ်နောင်ဘတ်ဟောင်းနေရဲ့ data တွေကိုမဖြည့်လို့ရလားဆိုရတာပေါ့နော်ကိုက divorce ဖြစ်ထားတယ် legally separated မဖြစ်နေဘူးပဲဖြစ်ဖြစ်ကိုကတရားဝင်စာချုပ်စာတမ်းနဲ့ question တွေပဲဖြစ်ဖြစ်ပေါ့နော်ကိုမထည့်ချင်မထည့်လို့ရတယ်ပေါ့နော် ဒီမီယာနှစ်ယောက်ကတယောက်စီရှောက်လို့ရလားဆိုတော့ရတာပေါ့နော်။ယောက်ျားဖြစ်တဲ့သူကရှောက်လို့ရှိရင်သူ့ရဲ့အချက်လက်တွေဖြည့်ဖြည့်ပြီးတော့အိမ်တော်ဘက်နေရာမှာသူ့ရဲ့မိမရဲ့အချက်လက်တွေကိုဖြည့်ပြီးဖို့လိုအပ်တယ်ပေါ့နော်။အဲ့လိုပဲမိမကရှောက်တဲ့အခါကျရင်လည်းကိုယ့်ရဲ့အချက်လက်တွေအရင်ဖြည့်ပြီးတော့ကိုယ့်ရဲ့အိမ်တော်ဘက်နေရာမှာယောက်ျားရဲ့အချက်လက်တွေကိုဖြည့်ပြီးဖို့လိုအပ်တယ်ပေါ့နော်။ဒါလူများနှစ်ယောက်ရှောက်တဲ့အခါကျရင်တော့နှစ်ယောက်ဆိုတော့ chance ပိုများတာပေါ့နော်။ ဘကူပောက်လို့ရှိရင်ကိုယ့်ရဲ့ကလေးတွေရောခေါ်သွားလို့ရလားပေါ့နော်ကလေးတွေလည်းခေါ်သွားလို့ရပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ကလေးတွေကအသက်21နှစ်အောက်တော့ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်အသက်21နှစ်အထက်ဆိုလို့ရှိရင်တော့ဖောင်တက်တက်ဖြစ်ပြီးတော့ရှောင်းမှာဖြစ်ပါတယ်နောက်အသက်21နှစ်အောက်ဆိုပြီးမယ်အိမ်အောင်ကျနေတဲ့ကလေးတွေဆိုရင်တော့ခေါ်သွားလို့မရဘူးပေါ့နော်အိမ်အောင်ကျသွားပြီဆိုရင်တော့တက်တက်ရှောင်းမှာပဲဖြစ်ပါတယ် နောက်ထပ်မိကွန်းတစ်ခုကကြတော့ DP Farm PM website ကပါလဲပေါ့နော် DP Farm PM website ကိုဒီဗီဒီယိုရဲ့ comment တင်မှာ link ချပေးထားပါတယ်ဒီဗီဒီယိုရဲ့ description မှာလည်း link ချပေးထားပါတယ်တကယ်လို့ကိုယ့်ကိုရိုက်ပြီးတော့ရှာမယ်ဆိုရင်တော့ dvprogram.state.gov ပေါ့နော် dvprogram.state.gov ဆိုတဲ့ website ထဲကိုဝင်ရမှာပဲဖြစ်ပါတယ် နောက်တစ်ခုကကြာ DV ပေါက်ရင်အကြောင်းကြားလာပါတော့ DV ပေါက်ရင်အကြောင်းမကြားပါဘူးသူတို့ကကိုယ့်ရဲ့ email address တွေဖုန်းနံပါတ်တွေအနောက် contact address တွေပေါ့နော်ဖြည့်ရပြီမဲ့တကယ်တမ်း DV ပေါက်တဲ့ခါကျရင်အကြောင်းမကြားဘူးပေါ့နော်ကိုယ့်ဟာကိုယ်ပဲသွားပြီးတော့ဆက်ရမှာပဲဖြစ်ပါတယ်အဲဒီနှစ်အတွက် DV ပေါက်မပေါက် resort တွေကိုကြာတော့နောက်နှစ်မေလ6ရက်နေ့မှာ ကြီးညာမှာပဲဖြစ်ပါတယ်အဲ့ခါကျရင်အဲ့သူတို့ရဲ့ website မှာကိုယ့်အကူဝင်ပြီးတော့ဆက်ရမယ်ပေါ့နော်ကိုကိုရှောက်ပြီးရဲ့အခါမှာကြာလာတဲ့ confirmation number ကိုတိမ့်ထားမယ်ပေါ့နော်အဲ့ဒီ confirmation number လေးနဲ့ဖြည့်ပြီးတော့ကိုပေါ့မပေါ့ကိုဆက်ရမှာပဲဖြစ်ပါတယ်ဒီဒီဗီယာဒီနေ့မပေါ့ရင်နောက်နေ့ထပ်တင်လို့ရလာပေါ့နော်ရပါတယ်ကိုမပေါ့မချင်းဘယ်နှစ်တိုင်းပေါ့နော်ကိုမပေါ့မချင်းထပ်တင်လို့ရပါတယ် နောက်ထပ်မိကွန်းတစ်ခုကကြတော့ TV ပေါက်ပြီးတန်းသွားရုံပဲလားပေါ့နော်မဟုတ်ပါဘူးအဲ့လောက်မလွယ်ပါဘူး TV ပေါက်ပြီးလို့ရှိရင် American တန်ရုံမှာ visa ရဖို့လိုပါတယ်အဲ့ခါကျရင်တန်ရုံမှာ interview ဖြေရမယ်နောက်လိုအပ်တဲ့ဆွဲစာတင်ထပ်ပြောပြင်ရမယ်နောက်ဆေးစစ်ဖို့လိုအပ်တာကြီးဆေးစစ်ရပါမယ် TV ပေါက်ရင်အလကားသွားမလားပေါ့နော်အဲ့မိကွန်းကလည်းခဏခဏမေးတယ် TV ပေါက်တယ်ဆိုတာ TV ကန်ဆယ်မယ်ဆိုတာက American နိုင်ငံကိုဈေးငင်းခေါ်သွားတဲ့ကန်ဆယ်မယ်မဟုတ်ဘူးပေါ့နော် TV lottery ဆိုတာကကြတော့ American နိုင်ငံမှာ နေထိုင်ခွင့်အလုပ်လုပ်ကင်ခွင့်ကိုပဲသူတို့ကပေးတာပါအမေရိကန်နိုင်ငံကိုသွားဖို့ကကြတော့ကုစရိတ်ကိုခံပြီးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ DV ပေါက်လို့သွားမယ်ဆိုလို့ရှိရင်ဘယ်လောက်ကုန်လဲပေါ့နော်ဟုတ်အရင်ဆုံး DV ပေါက်သွားလို့ရှိရင် American visa ရှောက်ဖို့အတွက်ပြင်ဆင်ရမယ်ပေါ့နော်အဲ့ခါကျရင်အင်းဆုံးစေးစရာမယ်သူတို့သတ်မှတ်ထားတဲ့နေရာမှာစေးစစ်ဖို့လိုအပ်မယ်အဲ့ဒါကဒေါ်လာ300လောက်ကုန်မယ်နောက်တစ်ခုက visa တင်တာကြာတော့လေဒေါ်လာ330လောက်ကုန်မယ်ပေါ့နော်နောက် green card fee ဆိုပြီးရှိသေးတယ်အဲ့ဒါလည်းဒေါ်လာ220လောက်ကုန်မယ်နောက်ဒီလက်မှတ်ကကြာတော့ကိုသွားမဲ့ပြည်နယ်ပေါ်မူတည်ပြီးတော့ကိုသွားမဲ့မြို့ပေါ်မူတည်ပြီးတော့ပေါ့နော်ဒေါ်လာ1000 က်များလည်းဖြစ်နိုင်တယ်ဒေါ်လာ1000ထက်နည်းရလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့အားလုံးပေါင်းကိုခက်မန်းစီဒေါ်လာ2000လောက်ကုန်မယ်လို့ခက်မန်းရတယ်ပေါ့နော် ောက်ပြီးတော့လေအမေရိကန်ရောက်လို့ရှိရင်ကိုနေထိုင်မဲ့စရိတ်တွေစားတောက်မဲ့စရိတ်တွေကလည်းတစ်လောက်ဒေါ်လာတစ်ထောင်လောက်ကုန်တယ်ပေါ့နော်ကိုအလုံးမရခင်စက်ကြားမှာဒီပတ်စံကအရင်ဆုံးစိုက်ထားမှာပေါ့နော်အဲ့တော့အနည်းဆုံး3လစာလောက်ကိုတွက်ထားမယ်ဆိုရင်တော့တစ်လတစ်ထောင်နဲ့ဆိုရင်3000လောက်ကုန်မယ်ပေါ့နော်အဲ့တော့ခုနက2000နဲ့ဆိုစုပေါင်းအများဆုံး9000လောက်ကုန်မယ်လို့မှန်းထားလို့ရပါတယ်ဒါမဲ့လေတချို့ကကြတော့အလုံးမရွေးရတူရဆိုလို့ရှိရင်တော့ American ရောက်တာနဲ့ဆူရှီလိုက်တဲ့အလုပ်တွေပါတယ်တန်းလုပ်တယ်ဆိုလို့ရှိရင်အဲ့မှာနေထိုင်ခွင့်နေ ဒါလည်းအဲသူတို့က free နေထိုင်နေထိုင်ခွင့်ပေးရအတွက်ဟိုအဲ့ဒီနေထိုင်စရိတ်တွေစားတောက်စရိတ်တွေခုနကပြောတဲ့3000ကတော့မကုန်ဘူးပေါ့နော်အဲဒါပေမဲ့ American အရောက်သွားမယ်ဆိုရင်တော့တစ်ယောက်ကိုဒေါ်လာ2000ကုန်ပါတယ်ဒါကတစ်ယောက်ထဲစရိတ်နော်တကယ်လို့မိသားစုလိုက်သွားမယ်ဆိုလို့ရှိရင်2ယောက်ဆို4000 3ယောက်ဆိုရင်ဒေါ်လာ6000တော့ကုန်မယ်လို့မှတ်ထားပါမယ် နောက်ပြီးတော့စိတ်ဆက်ဖို့လိုလားပေါ့နော်ယောဂအခန်းရှိသွားလို့ရလားပေါ့နော်အဓိကကတော့သူတို့စစ်တာကကုသယောဂရှိမရှိလို့စစ်တာပေါ့နော် TB တို့နောက် HIV AIDS နောက် syphilis ကလာတာယောဂရှိမရှိလို့စစ်တယ်ပေါ့နော်တကယ်လို့ရှိခဲ့လို့ရှိရင်လည်းပြတ်အောင်ကုသပြီးမှပြီးသွားမှာပဲဖြစ်ပါတယ် တော့ foundation ရဲ့ရက်အကန့်အသက်ရှိလားပေါ့နော်ရှိပါတယ်ဒီနှစ်မှာတစ်ခါပဲတင်လို့ရပါတယ်ဒီနှစ်အတွက်2022ခုနှစ်အတွက် foundation ရဲ့ရက်ကတော့အောက်တိုဘာလ9ရက်နေ့ကနေပြီးတော့ November လ10ရက်နေ့ထိပဲဖြစ်ပါတယ်တော့ November လ10ရက်နေ့ဆိုတော့ကက်နေပြီဆိုတော့အ мян ရှောက်ဖို့တော့လိုအပ်တယ်ပေါ့နော် November လ10ရက်နေ့နောက်ပိုင်းဆိုရင်တော့ဒီနှစ်အတွက်ရှောက်လို့မရတော့ပါဘူး ကဲဒါဆိုရင်တော့အမေရိကန်နိုင်ငံမှာနေထိုင်အလုပ်လုပ်ကြနေတဲ့ TV lottery cancel မဲ့နဲ့ပတ်သက်ပြီးတော့တည်တည်တော့တည်သွားပြီလို့ထင်ပါတယ်။ဒီထဲမှာအတားလေးရှိလို့ရှိရင်လည်းတချို့တည်တည်နဲ့အချက်ကလေးရှိလို့ရှိရင်လည်း comment မှာပြောပြပေးနိုင်ပါတယ်။နောက်ပြီးတော့ဒီဗီဒီယိုလေးကကို့အတွက်ရောကို့ရဲ့ဆွေမျိုးတွေမိတ်ဆွေတွေအတွက်ပါအသုံးဝင်နေသလိုရှိရင် like and share လုပ်ပေးနိုင်ပါတယ်။ နောက်ထပ်လည်းနှုမြ around the world ကနေပြီးတော့ရှင်းဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေဆက်ပြီးတော့တင်ပြဦးမှာဖြစ်တဲ့အတွက်နှုမြ around the world YouTube channel ကို like and subscribe ထားနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Bye bye.